ဒီနေ့မှမိမိရဲ့တားငယ်တမီးငယ်လေးတွေကိုမိဘတွေပြောဆိုဆုံးမမှုကိုနားထောင်ပေးရင်မိဘနဲ့ပြန်လည်ဆက်ဆက်ဆွေးနွေးတတ်ဖို့အတွက်မိဘတွေဘယ်လိုဂရုထားတတိပြုပြီးလှူဆောင်ကြမလဲဆိုတဲ့အကြောင်းမျှဝေပေးသွားချင်ပါတယ်ဒီနေ့ခင်မှာမိဘတွေနဲ့အသားသမီးတွေပြဿနာတွေဖြစ်ကြတာအများကြီးရှိပါတယ်ဒါကြောင့်သားသမီးလေးတွေနဲ့မိဘဘယ်လိုပြန်လည်ဆက်ဆက်ဆွေးနွေးကြမလဲ ်ဘယ်လိုတတိပြုလှုပ်ဆောင်ကြမလဲအဲ့ဒီလိုမိဘတွေအတွက်အံ့ဩစရာတွေအများကြီး ရှိလို့နေတာပါအဲ့ဒီလိုပါပဲမိဘပြောတာကို နားမထောင်ပဲပြန်လဲဆစ်ဆက်မှုမရပဲသားသမီးဘက်ကလည်းမိဘကိုပြောစရာအကြောင်းအရာတွေအများကြီးရှိမှာပါ များသောအားဖြင့်အိမ်တော်စုတိုင်းမှာပฏิပက္ခတွေဆိုတာရှိတာပါပဲသားသမီးငယ်လေးတွေကမကျေနပ်လို့မိဘကိုတိုက်ခိုက်ခြင်းနဲ့ရန်လိုခြင်းနဲ့အဲ့ဒီလိုဖြစ်နေပြီဆိုရင် မိဘနဲ့သားသမီးရံပွဲမဟုတ်ရင်တောင်မှ စကားအခြေတင်စကားအခြေအတင်တွေတော့ဖြစ်လာပြီဒီလိုဖြစ်လာရင်မိသားစုထဲမှာလည်းကတိကအောက်တွေဖြစ်လာပြီပေါ့နော်အဲ့ဒီလိုဖြစ်လာရင်မိဘတွေကအရင်ဆုံးစပြီးတော့တွေးရတော့မယ်ငါသားသမီးရဲ့စိတ်ခံစားချက်နဲ့စိတ်ဖိစီးမှုတွေရှိနေတာကိုငါမြင်နေရပြီဒီတော့မိဘနဲ့သားသမီးပฏิပက္ခဖြစ်ပြီးရံပွဲဆင်နွှဲမလားသားသမီးနဲ့မိဘစကားများလာရင်လေသားသမီးရဲ့စိတ်ထဲမှာသူ့ဘဝကမလုံခြုံတော့ဘူးလို့ သူ့ကိုယ်သူခံစားတတ်လာပြီဒီသားငယ်တမီးငယ်လေးတွေကလည်းမိဘပြောတာကိုနားမထောင်ချင်ဘူးစစ်ဆက်ဆွေးနွေးမှုလည်းမလုပ်ချင်တော့ဘူးဆိုရင်ဒါဟာတာသမီးကသူ့ကိုယ်သူကာကွယ်တဲ့အနေနဲ့ငြိမ်းနေလိုက်ပြီသူ့ခန္ဓာကိုယ်ကိုလည်းနာကျင်မှာဆွလို့လည်းဖြစ်နိုင်တာပဲမိဘကလည်းမိဘနေရာကနေပြောတာကိုသူကမလိုလားလို့လားဒါမှမဟုတ်သူ့မှာကြွယ်ခွက်ထားတဲ့အကြောင်းအရာတစ်ခုခုရှိနေလို့လားဒါကိုမိဘကမသိစေချင်လို့လားမိဘအနေနဲ့ဒီလိုအကြောင်းအရာတွေဖြစ်နိုင်တာပဲဆိုပြီးတော့ တွေ့ရတော့မယ်အဲ့ဒီလိုဖြစ်လာရင်မိဘကကောမိမိကိုမိမိပြန်မိရတော့မယ်ငါသားသမီးကအမားလုထားလို့မိဘကိုမပြောရတာလားဖုံးကွယ်ထားတာတခုခုရှိနေလို့လားအဲ့ဒီလိုမိဘကလည်းတွေ့ရပြီအများသောအားဖြင့်ကတော့မိဘတိုင်းကိုသားသမီးတွေကိုလုံခြုံမှုရှိစေချင်တာပဲသားသမီးကိုလည်းကလည်းလုံခြုံမှုရချင်တာပဲဒါဆိုရင်ဘာဖြစ်လို့နှစ်ဖက်စလုံးစိတ်ခံစားချက်တွေကမလုံမခြုံဖြစ်နေတာလဲဒါဟာ ိဘနဲ့သားသမီးကြားဆက်ဆံရင်းမှာတရားရောက်ကတီးမခံနိုင်တော့လို့ပဲဒီတော့မကျေနပ်ချက်ကို ရှားပြီးတော့သားသမီးကမိဘပြောတာကိုနားမထောင်တော့ဘူးမိဘကလည်းသားသမီးပြောတာကိုလက်မခံတော့ဘူးဒီလိုဖြစ်နေချိန်မှာသားသမီးပြောပြချင်တာကို မိဘကလက်ခံစေဖို့ဆိုတာကိုမိဘတရားသိရလားတိတိချာချာနားလည်ပေးရလားအဲ့ဒါတွေကိုမိဘတွေကသိရမှာပါမိဘကသဘောပေါက်မယ်နားလည်ခံစားပေးမယ်နားထောင်ပေးမယ်ဆိုရင် ဒါတွေကအဓိကတော့ချက်ပဲမိသားစုထဲမှာနှစ်ဖက်လုံခြုံမှုရှိတဲ့သဘောတွေတွတ်တက်ဖြစ်ထွက်လာတဲ့သဘောတက်ရောက်သွားတာပါနောက်တစ်ခုကတော့မိသားစုထဲမှာအဆင်ပြေဖို့ဆိုပြီးတော့အားလုံးကအချိန်တိုင်းအရာရာတိုင်းဟုတ်ကဲ့ပါခေါင်းညိတ်သဘောတူနေရဖို့ဆိုရင်လည်းဒါမမှန်ပါဘူးလိုအပ်တာကတယောက်နဲ့တယောက်နားလည်ပေးနိုင်ပြီးတော့သူ့အခန်းကဏ္ဍကိုယ်စီ relationship မှာရှိနေဖို့ပါပဲမိဘနဲ့သားသမီးတပြေးညီနေဖို့ alignment ညီနေဖို့ မိဘကလည်းမိမိရဲ့ကန္တာမှာရှိနေဖို့တာသမီကလည်းတာသမီရဲ့ကန္တာမှာရှိနေဖို့ဒါပဲလိုတာပါ အခုတော့အပန်းဖြစ်လာပြီမိဘကတာသမီကို okay လို့ပြောရင်ရတယ်လို့တာသမီကလည်းမိဘက like ရောပေးတဲ့အတွက်နားလည်ပေးတဲ့အတွက် okay လို့ပြန်ပြောရင်လည်းရတာပါပဲဒါဟာမိဘရောတာသမီရောမိမိတို့ရဲ့ကိုယ်စီမိသားစုအခန်းကဏ္ဍကို နားလည်ပေးလိုက်ကြတာပါပဲဒီအဖြစ်အပျက်ဒီအကျိုးဆက် ဘယ်လိုပဲရှိနေပါစေမိမိရဲ့ကိုယ်ပိုင်ဘ ഹു တုတအမြင်နဲ့မိဘက control လုပ်ယူတာအဲ့ဒီလိုမိဘကလည်းလေ့ကျင့်ထားတဲ့စွမ်းရည်ရှိဖို့လိုသလိုသားသမီးကလည်းအဲ့ဒီလိုစွမ်းရည်တွေရှိရပါမယ်ဒါမှလည်းမိဘနဲ့သားသမီးနားလည်နိုင်ပါပါမိဘမှာတော့ counseling ပေါ့နော်မိဘအခွင့်အရေးရှိတယ်နှီးနှောတိုင်ပင်ခွင့်ရှိပါတယ်အဲ့ဒီလိုတိုင်ပင်နိုင်ဖို့ သားသမီးကိုဘယ်လိုစပြီးတော့ပြောရမလဲဘာအကြောင်းအရာကိုအသေးစားဆုံးထားပြီးပြောမလဲသားသမီးကိုဘယ်လိုဂရုတစိုက်ထားပြီးပြောမလဲမိဘကစဉ်းစားရတော့မယ်ဘယ်လိုသားသမီးကိုစအပြုတ်ပြီးပြောမလဲသားသမီးကတော့မိဘပြောတာကို နားမထောင်ရင်တော့ပြဿနာတော့တက်ပြီဒီတော့မိဘကမိမိစိတ်ကိုတည်ငြိမ်အောင် အရင်ဆုံးလှုပ်ယူရတော့မယ်မိမိပြောမယ့်စကားထိရအောင်သားသမီးကိုရှင်းပြအောင်မယ်နော်အဲ့ဒီလိုပြောပြီးရှင်းပြရမယ် သားသမီးကနားထောင်မှာတော့မဟုတ်ပေမဲ့လို့မိဘအနေနဲ့သားသမီးနားလေသဘောပေါက်ဖို့အတွက်အချိန်ယူပြီးတော့ပြောရတော့မယ်။ဒါကတော့မိဘကစိတ်ရှည်ရမယ်။သားသမီးနဲ့မိဘအယူဆကွာဟနေတာတော့အမှန်ပဲ။ဒါပေမဲ့မိဘရဲ့အခန်းကဏ္ဍကနေပြောတာဟာမိဘရဲ့ပါဝါရှိတယ်ဆိုတဲ့သဘောပြလိုက်တာပါ။အဲ့ဒီလို ပြောဆိုနေချိန်မှာပဲအချိန်ယူပေးရမယ်။ဒါမှ သားသမီးကလည်းပြန်လဲဖွင့်ဟပြောလာတာကို မိဘကစောင့်ပြီးတော့နားထောင်ရမယ်အခြေအနေကကတိကအောက်ဖြစ်နေပေမဲ့လို့ရဲ့အကြောင်းအရာက ပေါ်လာတာပါပဲဒါဆိုရင်မိဘပြောတာကိုသားသမီးကပြန်လဲပြောဆိုလာပြီးသူ့ရဲ့အတွေးတွေသူ့ရဲ့အမြင်တွေသူ့ရဲ့လိုလားချက်တွေဖွင့်ဟပြောလာမယ်ဒီလိုချိန်မှာမိဘအနေနဲ့အဲ့ဒီလိုဖွင့်ပြောတဲ့အတွက်ကြောင့်အယားဝန်းတာတယ်ကွာဒီလို sharing လုပ်ပေးတဲ့အတွက်လဲကျေးဇူးတင်တယ်ကွာအီလီဖြစ်နိုင်ပါတယ်ကလေးပြောတာမှန်ပါတယ်အဖေက ဒါမှမဟုတ်အမေကအစတုန်းကတော့အဲ့ဒီလိုသတိမထားမိလိုက်ဘူးကွာအဲ့ဒီလိုပြောလိုက်ရင်တားသမီးနဲ့မိဘပြန်လဲခြေအေးရင်နှစ်ဖက်နားထောင်ပေးရင်ပြန်လဲစစ်ဆက်ယူလို့ရနိုင်ပါတယ်ဆိုတာကိုတင်ပြရင်းနဲ့ပဲဒီနေ့အတွက်ညီကုန်းချုပ်ပါတယ်ရှင်ကျမကဂျူလီယာချူချူခင်မနားဆင်ပေးတဲ့မိဘတွေအားလုံးကျမရဲ့ညီကုန်းမောင်နှမတွေကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်